မင်္ဂလာပါတာလို့တမီတို့ရေဒီချေကတော့ great fight ညမာစာကိုတင် जा ပေးမယ်ဒီချေမှဖြစ်ပါတယ်ဒီချေကအခုတာလို့တမီတို့ကိုသင်ခန်းစာ၁၆ကိုကာဝင်းပြောကြားရအောင်သင်ခန်းစာကိုတင် जा ပေးမှာဖြစ်ပါတယ်တရုတ်သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်မိမိပြောလိုတဲ့အကြောင်းအရာတွေကိုအကိုအကားနဲ့ပြောတတ်လာမယ်။စာအုပ်တအုပ်မှာပုံနှိပ်မှတ်တမ်းဆိုတာဘလောက်အရေးပါကြောင်းကိုသိရှိလာမယ်။ ပို့ကားတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာအဓိပ္ပာယ်လဲဆိုတာကို သိကျင်နေအဲ့ဒီတော့ဒီချေတို့အရှိတင်ခန်းစာအဘိဓမ္မိဆက်မှာသင်ခဲ့သလိုအဘိဓမ္မထဲမှာရှာကြည့်ကြမယ်။တာဝတ်သမီးတို့ရဲ့အိမ်မှာအဘိဓမ္မစာအုပ်ရှိရင်အတူတူရှာကြည့်ကြရအောင်။ကိုကာဆိုတော့ကပြီကကြီးကနေစရှာကြည့်ကြမယ်။ကိုကာဆိုတာကိုတွေ့သွားကြပြီနော်။ကိုကာမှာဘယ်လိုအဓိပ္ပာယ်ရေးထားသလဲဆိုတော့အထောက်ထားပြုသည်အထောက်ထားအဖြစ်ဖော်ပြသည်လို့ရေးထားတယ်နော်။ ကိုကားကြီးပြောတယ်ဆိုတာကတော့ကိုဖက်ခဲမှတ်ခဲ့တဲ့စာအုပ်ထဲကသတ်မိတဲ့အကြောင်းအရာတစ်ခုကိုအကိုကားနဲ့ပြောတာမျိုးဖြစ်တယ်။ကိုပြောချင်တဲ့အကြောင်းအရာကိုပြောရမှာဆိုရင်လေအကိုကားနဲ့ပြောနိုင်ရင်အခြားသူများကပုံမနာလေလက်ခံလာနိုင်မယ်။ဒီချေတို့ဖတ်စာစာမျက်နှာလေး73မှာရှိရဲ့မန်းဆိုင်ဆန်ပြောထားတဲ့နမူနာလေးကိုဖတ်ကြည့်ကြရအောင်။မန်းဆိုင်ဆန်ကသူဖက်ခဲတဲ့စာအုပ်ထဲကအမှတ်ရတဲ့အကြောင်းအရာတစ်ခုကိုဒီလိုပြောထားတယ်။ကျမက စာကြီးတိုင်းမှာစာအုပ်တွေဖက်ခဲတယ်။ အဲ့ဒီတဲကမှတ်မိတဲ့စာကြောင်းလေးရှိတယ်။အဲ့ဒီစာကို စာရေးဆရာကြီးနိုင်ရေးခဲ့တာ။မောင်ကျန်တို့အပါဝင်မှတ်သားပွဲရမြမစကပုံပုံမြင်စာအုပ်ထဲမှာရေးထားတာပါ။၂000ပြည့်နှစ်ဇူလိုင်လတရက်ကထုတ်ဝေခဲ့တဲ့စာအုပ်ထဲကကိုးကားထားတာပါ။အဲ့ဒီစာကြောင်းလေးကတော့ အမားကိုမတူပါမိစေနဲ့အမားအမှန်အကောင်ဆိုးကိုကိုထက်တည်တဲ့ဆရာသမားမိဘဆသူတို့ကဆူဆုံးမရာကိုမှတ်သားနိုင်ယူကြရမယ်ဆိုတဲ့စာကြောင်းလေးဖြစ်ပါတယ်။ဒီစာကြောင်းလေးကိုကြိုက်ရတဲ့အကြောင်းရင်းကတော့မိဘဆရာသမားတို့ရဲ့ဆူဆုံးမမှုကိုနာခံလိုက်နိုင်ရင်လောကမှာအမားနိုင်နိုင်တယ်လို့တွေးမိလို့ပါပဲ။တော်တော်သမီးတို့ရေပုံနှိပ်မှတ်တမ်းဆိုတာဘယ်လိုပုံစံဖြစ်မယ်ဆိုတာသိရဖို့ဖတ်စာစာမျက်နှာ44ကိုကြည့်ကြရအောင်စာအုပ်တအုပ်မှာပုံနှိပ်မှတ်တမ်းပါတယ် ပုံလေးမှတန်းကအတွင်းစာမျက်နှာရဲ့ဘဘဲချမ်းမှာရှိတယ်။ပုံလေးမှတန်းမှာဆိုရင် ထုတ်ဝေခဲ့တဲ့ခုနှစ်ထုတ်ဝေသူ စာရေးသူအမည်စာအုပ်အမည်တို့ကိုရေးသားထားကြတာတွေ့ကြရတယ်နော်။ဘာဖြစ်လို့ပုံလေးမှတန်းကအရေးကြီးရလို့ထင်တာလဲ။တအားတို့သမီးစဉ်းစားကြည့်ပါဦး။ဒီချက်ပြပြမယ်နော်။ပုံနှိမတန်းကအရေးကြီးတာပေါ့ကလေးတို့ရေဒီစာအုပ်ကိုဘယ်ခုနှစ်ကထုတ်ဝေခဲ့တယ်ထုတ်ဝေသူကဘယ်သူလဲဘယ်နဲ့ချိန်နောက်ထုတ်ဝေခဲ့တာလဲစာရေးတဲ့သူကဘယ်သူလဲစာအုပ်အမည်ကဘာလဲ အရာတွေကိုမှတ်တမ်းပြုစုထားတာဖြစ်တယ်။ဒီခြေတို့ကစာအုပ်တအုပ်ကိုဖတ်တော့မယ်ဆိုရင်ပုံနှိပ်မှတ်တမ်းဆိုတဲ့နေရာကနေစဖတ်ကြရမယ်။တာလို့သူမျိုးကိုယ်တိုင်လည်းလုပ်ကြည့်ကြရမယ်နော်။တော်တော်သမီးတို့ကိုယ်တိုင်လုပ်ဖို့အတွက်ဖက်ဆာစာမျက်နှာ55နဲ့56မှာပေးထားတဲ့နမူနာပုံမြင်စာအုပ်နဲ့သတင်းဆောင်မကိုဖတ်ပြီးလေ့ရလို့ရတယ်။ဒါမှမဟုတ်စာကြည့်တိုင်မှာရှိတဲ့စာအုပ်ဖြစ်ဖြစ် ကို့အိမ်မှာရှိတဲ့စာအုပ်ပဲဖြစ်ဖြစ်ဖတ်ပြီးလို့ရတယ်နော်။စာအုပ်တအုပ်ကိုဖတ်ရမှာဆိုရင်လေ ပုံနှိပ်မှတ်တမ်းပါမပါကြည့်ရမယ်။သားတို့သမီးတို့အကိုအကာနဲ့တေချာပြောနိုင်ဖို့ဆိုရင်မှတ်စုနဲ့တေချာမှတ်ကြရမယ်။မှတ်စုနဲ့ဘယ်လိုမှတ်ကြရမလဲဆိုရင်ဖတ်စာစာမျက်နှာလေးစက်ခုံကိုကြည့်လိုက်ပါ။အပေါ်ကဇရာကိုတွေးကြရမယ်နော်။ဒီချိန်နဲ့တူတူလိုက်ဖက်ကြည့်ကြရအောင်။စာအုပ်မီ၊စာရေးသူမီ၊ထုတ်ဝေသူထုတ်ဝေသောခုနှစ်အကြိုက်ဆုံးစာကြောင်းအကြောင်းပြချက်တို့ကိုရေးထားရယ်နော်။ ောင်သမီးတို့ဇာတ်ထဲမှာဖြည့်ထားတဲ့မဆူကိုကြည့်ပြီးစာချောင်းအဖြစ်ပြန်ရေးကြရမယ်။ရေးထားတဲ့အကြောင်းအရာတွေကိုပြန်ပြောတဲ့အခါမှာလည်းနန်းဆိုင်ဆန်းလိုမျိုးဘယ်စာအုပ်ကကိုကာကြီးဆိုတာကိုကိုကာချင်းတဲ့ကပြန်ပြောကြရမယ်နော်။ဒီချေအခုတင်ကြခဲ့တဲ့ကိုကာပြီးပြောကြအောင်ဆိုတဲ့တင်ငင်းစာကိုနားလည်သွားပြီလို့ဒီချေမျှော်လင့်ပါတယ်။ဒီချေတင်ကြမှုကတော့ဒီလောက်နဲ့ရပ်ပါမယ်နော်။ဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။